မင်္ဂလာပါရှင်ခစင်မေလ AGBD Oreo Book Channel ရဲ့နေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်။စီရဲ့ One Shot Fit Oreo Book အစီအစဉ်လေးမှာလာရောက်လူတိုင်းပြခဲ့ရတဲ့မောင်ငယ်ညီမငယ်လူလည်းကျေးဇူးတင်ပါတယ်လို့ဦးစွာပြောချင်ပါရှင်။ဟောစစ်ကိုလာရောက်လူတိုင်းထားတဲ့အထက်မှာညီမရီမီနိုရဲ့ EL One Shot Fit လေးကိုဖတ်ပြမှာဖြစ်ပါတယ်။ မြန်မာလေးရီနူရေးသားထားတဲ့သက်ဆုံးတိုင်းဆိုတဲ့ one shot feel ကိုနားဆင်ပေးကြပါအောင်ရှင်။ audio book တွေကိုနားဆင်ရင်းနဲ့ငလင်ပေးအတွက်တက်နိုင်တဲ့ဘက်ကပေါင်းလူတန်းပေးကြပါအောင်လို့စစ်ကတောင်းဆိုပါတယ်။စာရည်သူရီနူသက်ဆုံးတိုင်းချစ်ပါမည်။နောင်ရိုးခုံတိုင်း2000ခုနှစ်စကောလန်နဲ့ကန်ကောလန်ဆောင်ရလန်တော့ စကားလမ်းကိုမျက်နှာမူပြီးကန့်ကွက်လမ်းထဲဝင်ဝင်ချင်းတွေ့ရမယ်နှစ်ထပ်တိုက်ကြည့်။ခြံဦးနဲ့တင်အတန်ကျဲကအိမ်ပြင်စင်ကလည်းဒီမြို့မှာအခမ်းအနားဆုံး။အိမ်ပိုင်ရှင်တွေကတော့ဦးရိုးရနောင်နဲ့ဒေါ်တီတီစင်တို့ရဲ့ဇနီးမမနှစ်ဦးပဲ။နှစ်ဖက်မိဘတွေကလည်းဘိုးစဉ်ပေါင်ဆက်ချမ်းသာကြွယ်ဝလာကြတဲ့။တမျိုးလုံးမှာအချမ်းအောင်ဆုံးစီးရင်ဝင်ဆိုပေမဲ့ဦးရိုးရနောင်တို့မိသားစုဟာပြည့်တဲ့အိုးဘောင်းမေမခတ်ဘူးဆိုတဲ့စကားပုံနဲ့အညီ တူတူတိတ်တိတ်နေထိုင်ကြပြီးသူတို့စီးပွားရေးကိုပဲအာရုံတစိုင်းလုပ်ကြတယ်။ပုံဝန်ကျင်နဲ့လေရော့ရော့ထွေးထွေးမနေရမို့ဦးရိုးရနောင်တွေးနဲ့အရင်ရင်းနေတဲ့သူကလည်းဒီမျိုးမှာလောင်ငါးချောင်းတော့မပြေပြန်ဘူး။လူမှုရေးခေါင်းမာတာတော့မဟုတ်ပေမဲ့တတိတတန်တော့နေကြတယ်။ကြည်မင်းသား422စပိန်လေးကိုအေးအေးလူလူနင်းရင်နောင်ရုပ်ကုန်လိုက်ရှိမှတဆင်ဂန့်ကိုလန့်တဲ့ချိုးဝင်လိုက်ပြီ။အရှင်လေးတန်င်းက အိမ်ပေါ်ထပ်ထောင်ဆုံးခန်းလေးစီမတိမတာမှုချီမိ။ဟင်းဖြူရီပေါက်တကားကိုဖိတ်ထားတော့မလား။ဖိတ်ထားတဲ့ဖြူရီတကားလေးကိုကြည့်ပြီးကြည်မင်းသက်သမလေးချမိ။သူ့ဘွားကလည်းကြော်စွာထွန်းပြောတယ်လို့မမီရဲ့ဘန်းကမှတောက်ခုပြီးလှမ်းကျင်တကူ။အညာတရာလေးကြည်မင်းသက်ကနောင်ရိုးကုံတိုက်ရဲ့အငွေဆုံးသားလေးခွန်ဆက်နောင်မှပုံပုတ်ချင်းနဲ့ချစ်မိနေပါတဲ့ဗျာ။ ခုလဲမရီမရပဲနစွန်းနှပြချတဲ့တရင်လေးကြောင့်တသက်ကြီးစပိတ်တစင်းနဲ့တကူတော်ထွက်လာခဲ့လိုက်တာကြီးမြင့်တန်းတို့လဲအိမ်မှာကိုစွန်ဆန်လေးဖွင့်ထားတာမို့အတန်ငယ်တော့ပြေလေတဲ့အထည်ပါပါသည် တိုင်ကျော်ကဥလေးစုံမှဈေးလာထုံရင်မနဖန်တထေးသားလေးပြင်လာပြီဆိုပြီးပြောတန်ကြလို့ထွက်လာခဲ့ခြင်းသာဥလေးစုံကလည်းနောင်မှာဖျောင်းပေါ်သွားနေသူ ဖြစ်တာမို့လဲပါပါသည် မြူထဲမှာလည်းညှက်စစ်ကိုလူတိုင်းမသုံးဆွဲနိုင်သေးတာမို့ဖျောက်နိုင်ဟာလည်းတတော်ကိုအေးပါနေတော့မယ်။နောက်ပြီးနောင်ယိုးကကိုယ်ပိုင်ဖျောက်နေပြီးဖျောက်တိုင်ထုတ်တာ။ခုံငယ်ကရန်ကုန်တက္ကသိုလ်မှာဟိုတလောကမှာဘွဲယူထားပြီးတာမို့သူကိုယ်တိုင်ကလည်းခုံငယ်ဒီအပတ်ထဲပြန်ရောက်မယ်ချင်ထားတာ။သူကတော့ဒေသအတွင်းတက္ကသိုလ်မှာမနစ်ကပဲဘွဲယူထားသူဖြစ်သည်။ခုံငယ်ကသူ့ထက်နှစ်နှစ်ငယ်သည် ဖိုတူတူစပိန်လေးကိုထိုအင်ကြီးအနီးမှာကနေပျောက်ွယ်သွားချိန်မှာပဲကိုပိုင်အေးစီကားလေးတစ်စီးဟာနှောင်ရိုးခြံဝန်းထဲသို့အချိန်မှန်မှန်နဲ့ဝင်ရောက်လာပါတော့တယ်။ရွှေရှင်တွေတဲကလိုရန်ကုန်မှာကြောက်သွားတက်ပြီးပြန်လာတဲ့တားငယ်လေးကိုတအိမ်လုံးက ထွက်မကြေကြပါ။ပပကြီးနဲ့မမီစင်ကဒီအချိန်အားမမှမဟုတ်တာ။မမတီကလည်းတင်းမောစိတ်မှ အလုံရှုံနေလောက်မှာကြီးကြီးရွှေကတော့ ခွန်ငယ်ကိုဒီညက်နေပါစားခြင်းလဲလာမေးသည်အခန်းကတော့ခွန်ငယ်ပြန်လာမင်းမှန်းသိလို့ကြိုရှင်းထားပုံပဲခွန်ငယ်အထုပ်ကိုးတွေကိုကတိပေါ်ချပြီးခေါင်းရင်းကပြတွင်းတကားလေးကိုဖင်ချင်ပြီးတော့ကြောက်သားနေနေညီကြီးမြမြနဲ့ကံကောလန်လေးကလူသူကိမေက အထီကျန်နေသည်ကံကောလန်ထေကအပင်ကြီးကြီးတွေနဲ့အုံအုံဆိုင်ဆိုင်ရှိနေရမို့လေပန်ကဖွင့်စရာမလိုပဲပြတွင်းတကားလေးဖွင့်လိုက်တာနဲ့လေလူအေးလေးကတိုးဝင်လာမြေပဲ အခြေခံပညာကနေတက္ကသိုလ်ထိရန်ကုန်မှာပဲတက်လာခဲ့ရသမို့ဒီကိုပြန်ရောက်ရင်တငယ်ချင်းမရှိဘာမရှိနဲ့အထီးကျန်ပါလိမ့်မမတီကတော့ဈေးသွိုင်းနှုတ်ဆက်ခေါ်ပြောမိအတိရှိသေးသည်ခုံငယ်အားလျက်တွေကစာအုပ်တွေဗီဒီယိုတွေနဲ့သာအချင်းကုန်သွားတတ်၏ဒီမနေ့အိယာထာနောက်ကျတာမို့ကျော်စွာထွန်းကသူ့အရင်လက်ဖက်ရည်ဆန်ရောက်နေနေတာသူ့ကိုမြင်တော့ ။နောက်ဆုံးပိုင်းကနေလန်လန်ပြသည်။ဟော၊ကိုဦးပါရောက်နေရလားဗျ။အေးကွာ။ငါလည်းမိမမရှိတော့ပြင်းပြင်းနဲ့ထွက်လာခဲ့လိုက်တာ။ငါကဒီအချိန်ဆုံးမိမလှုပ်ကြည့်တဲ့ဖဲပြုံးနဲ့ထမင်းစီစံလေးလွှင်းနေရမှာကွာ။ကြည်မင်းတန်းကသာကိုဦးအပြော့ကိုသဘောတကျနားထောင်ပေးမယ်။ကြော်စွာထွန်းကားတော်မယ။ခမရလေမတိခမရမိမကဆုံးပါသွားတာကြာနေရပဲမိဘအင်လေးခဏသွားတော့ကောင်များ ိုပြနေလိုက်တာဗျာကျော်စာထွန်းကဒူရစီကရက်ကိုတရှိုင်မမဖွာနေရင်ကိုဦးကိုရံဟောသဘောနဲ့ပြန်ချေပါလိတစတဲ့ကျော်စာထွန်းကသူ့ကိုလက်တူပြီးလမ်းမဘက်ကိုမေးဆက်ပြတယ်ကျော်စာထွန်းမေးဆက်ပြတယ်လမ်းမဘက်စီကြည်မြင့်တဲ့ကိုဦးပါနှမ်းကြည့်ပြီးတော့အမျိုးသမီးလေးနှစ်ယောက်စကားရက်ပြောနေတဲ့ဒီမှာ ရခာဥတူတူလေးနဲ့ဟိုကြည့်တီကြည့်လုံနေတဲ့ခုံငယ်။ချင်းမင်းသားဘာလဲ။မင်းကတို့မျိုးရဲ့တထေသမီးအလှပကလေးရိုတီဆင့်ကိုချိန်နေရလားကွာ။မှန်မှန်ပြောစား။မဟုတ်တာဗျာ။နောက်ရိုတီဆင့်ကိုကျွန်တော်ဆက်ဝင်စားပါဘူး။ဒါဆိုဟိုဘက်ကအပြာဝန်းဆန်းနေတယောက်လားကွာ။ချင်းမင်းသားမဟုတ်ကြောင်းခေါင်းသာခါပြလိုက်။ဒီမှာချင်းမင်းသားလက်မှတ်ဖက်ပြန်လှည့်ကနှစ်နှစ်ချက်ချက်တစ်ချက်ပြုံးလိုက်ပြီ။ သူတို့၃ယောက်ထဲကပစွန်းနှစ်ပြောင်နဲ့ဖိတ်ဖိတ်ရှိရှိခေါင်းလေးကိုတွေ့လာကိုဦးဟေးအဲ့ဒါရူတီစင်းရဲ့မောင်လေးမလားရန်ကုန်မှာပဲအနေညားတယ်ဆိုတာလေอืมဟုတ်တယ်သူ့နာမည်ကဟွန်ဆန်နောင်းလေကျွန်တော်ချိန်နေတာသူကျွန်တော်ခုံးငယ်ကိုမြင်လို့နေရကြာပြီဗျဟာမင်း ကိုဦးကမယုံတလို့အမှုရာနဲ့သူ့ပစက်သူလက်ပွားနေပြောက်ကအံ့ဩတလို့ကြည်လာတယ်။မိတကယ်ကောင်းပဲကွာ။ဖွင့်ရောပြောပြပြီလား။ကိုဦးအမေကတော့ကြည်မင်းတန်းကပြုံပြုံကြီးနဲ့ခေါင်းသာရမ်းပြလိုက်ပြီ။ဖွင့်ပြောရဲ့ဘူးဗျာ။ဘဘာဝကိုဆန့်ကျင်ပြီးရဲ့ညနှိုးချင်းအကြောင်းတရားတွေမို့ဟုတ်ငယ်သူ့ကိုရွှေရှာတော့မှတကယ်စိုးရင်မီးလို့ပါ။မွန်တဲ့ချိန်မှနေကအတော်ပြင်းနေပြီမဲ့နှလုံးသားရဲ့စေကားချက်ချက် နောင်ရိုးဘက်ကိုစပိန်တစင်းနဲ့ထွက်လာခဲ့လိုက်သည်။နောင်ရိုးစီသွားဖို့လမ်းခွဲလေးတွေရှိသည့်အနက်မှဝါတော်လေးလမ်းဘက်ကိုဟူးတည်နေတဲ့စပိန်နဲ့ကြောပင်လေးကိုမှတ်မိနေရမို့ကြည်မင်းသက်စွေတကြီးမြင့်အမီလိုက်နေမိ၏။ဟေ့ခွန်းစနာခဏခဏစပိန်ရအောင်ခုံးငယ်ရုတ်တရက်နာမည်ခေါ်တန်ကြားလိုက်တာမို့စပိန်ရခာဇဝေဇွမ်းနဲ့လှည့်ချင်ဘူးကျွန်တော်နာမည်ခေါ်တာဘာကိစ္စလဲ ။ငေတမ်းမှာဆက်ဆက်နဲ့ညက်နာတင်းတင်းလေးကိုမသိအောင်ဆောင်တာ။ဝါတော်လောင်းကဒီလောက်လူပြက်တာ။အရဲသမားတွေကလည်းအုတ်စုလေးမကြီးခွဲပြီးဆက်ဆံလိုက်တောင်းနေတတ်သေးတာ။တယောက်တည်းမကြောက်မလန့်နဲ့ဘာလို့ဟိုဘလန့်ကမပြန်လာလဲ။ဒါကစိုးရိမ်မကင်းနဲ့ပြောတဲ့စကားလား။တတ်တဆေးရလာလောက်တာလား။ခုံးငယ်မဝေခွဲတတ်ပါ။ဒီဘလန့်ကမိတားရိုက်တယ်လေ။လူပြက်ပေမဲ့အခုအဖို့ရှိသွားပြီပဲ။ ယော်ပီယာနဲ့စပိန်နဲ့ထွက်သွားတဲ့ခုံငင်ကြောင့်ဂျီမင်းတန်နောက်ကနေလိုက်ရတော့ဒီအာဆိုင်ကနင်းနေတဲ့ကြောပြင်းလေးကိုကြည့်ပြီးဂျီမင်းတန်ပြုံးမိပြီကျတွင်ပေါ့အဖွဲအဖိတ်လေးကိုငေးရကနေကြောပြင်းလေးကိုအနိကငေးခွင့်ရတာကနေတဲ့ကုသလားဂျီမင်းတန်အိမ်မက်တော်မမဘူးဒီညနေကြော်စွာထိုးနေဆိုရင်တော့ဝါရိုလန်မှာခုံငင်နဲ့စပိန်တူတူစီးခဲ့တဲ့ကြောင့်ပြန်ကြွားရမယ် ရိုတီစင်ကသူ့မောင်စိတ်ပူလို့ခြင်ပါရဲ့ချန်ပီယံမှာထီလေးဆောင်ကရက်ဆောင်နေရှာလေကြာလိုက်တာခွန်းငယ်ရဲ့မမတီတော်နောက်ကလိုက်လာတော့မလို့ဝဲကုံမှာစိုးမမကလည်းအဲ့တလောက်လည်းမကြပါဘူးဗျာဒါနဲ့မမတီခုနကလူကိုတီလိုက်တီလေးခွန်းငယ်ရဲ့အနောက်ပိုင်းကလေကြည်မင်းတန်းတဲ့သူကလေခွန်းငယ်နံပါတ်ကိုတီတယ် ဟိုတမျိုးတည်းသားချင်းမေးကိုသိမှာပေါ့ခုံးငယ်လာလာလာအိမ်ထဲဝင်တော့မယ်ဘူဒီစင်ခုံးငယ်ကိုအိမ်ထဲဝင်စီပြီးသကောဝါလန့်တခြားပြန်လှည့်ကြည့်မိလေခုံးငယ်ဒီကောင်လေးကိုတတိထားမိသွားပြီပေါ့မယူပါဘူးဆိုတော့ဒီလူဘာရီလာဖြစ်နေရလဲခုံးငယ်ခဏရိုးရိုးစကားနဲ့ပြောရုံတည်းမဟုတ်ပဲဘဲဘက်ပခုံးကိုလက်နှင်နှမ်းကဆွဲလာတော့ကြောင့်ခုံးငယ်ထိုလက်ကိုပြန်ရိုက်ချမိလေ ထိတာမကြိုက်မထီဘူးခွန်းငယ်ခဏလေးတော့ရက်ပါအောင်လက်မပေါ်မှာရွရွတဲတဲနဲ့ဆိုလူတစ်မျိုးထင်မှဆိုးလို့ပါခွန်းငယ်စုပုပ်ပုပ်နဲ့ခြေလန်းနေလို့ရက်ပေးလိုက်တော့သူ့မျက်နာကချက်ချင်းပြုံးယောင်တန်းတက်လာသည်ဘာကဝမ်းတာစရာကောင်းနေရပြန်လာတယ်ပြီးတော့ခရင်ရောင်ဆက်ကူစုံလေးကိုအတင်းလာထိုးပေးပြန်သည်ခမရအောင်ကျွန်တော်မယူပါဘူးလို့ပြောနေရတာဘယ်နှခေါက်ရှိနေပြီလဲခမရအရင်ဦးကခမရဘာသာယူအကိုခွန်ငယ်ကိုပေးချင်လို့ပါခွန်ငယ်ဟာ နေပါဦးခမရဘသူကခုံးငယ်လို့ခေါ်ခွင့်ပြုထားလို့လေခွင့်မပြုရင်မခေါ်တော့ပါဘူးခွန်ဆန်နော်ခုံးငယ်တအံ့တော်ထိုလ်လူကိုကြည့်မိတယ်ဒါဆိုကျွန်တော်မကြိုက်ရင်ခွင့်မပြုရင်ခမရဘာမှမလုပ်ဘူးဆိုတဲ့သဘောလားဒီတော့လေခက်ရရပြုံးကခေါင်းအပံကြီးပြပြန်လေဟုတ်ပြီအဲ့ဒါလို့ဆိုခမရခုချက်ချင်းကျွန်တော်ရှိကပြန်လှည့်သွားပါဒီဆက်ကူဆုံးလည်းမလို့ချင်ဘူး ကိုငယ်လေးသားမမနဲ့ပြောလိုက်တော့ဟောကြီးမျက်နှာကပြိုရမယ်မို့လို့ချက်ချင်းမင်းမောင်တက်သွားပြီဒီစုံလေးတော့ယူပါခိုးပြီအဲခွန်ဆန်နော်အခုတကယ်ပြေးချင်လို့ပါပြေးရင်ချက်ချင်းလှည့်ပြန်ပါမယ်အဲ့လိုဆိုလည်းပြေးပြခမရလေးမြင်မြပြန်တော့စကူစုံလေးကိုအမြန်ဆွဲယူလိုက်ပြီးထိုလူရှိကအရင်ဦးအောင်ထွက်လာခဲ့လိုက်တယ်ကိုဘာသာစာအုပ်ဖတ်နေတာအကောင် မြဆောင်တို့အိမ်ရောက်ကလေးတယောက်စုံနေစုံနေရောက်တွေ့တော့ဘုန်းငယ်လေးလူချင်းလာမှုလို့ထောက်ဝဲလာလိုက်တာကြည်မင်းတန်ဆိုတဲ့လူနဲ့တိုးပါလျော်စက်ကူစုံကလည်းပေါက်ပေါက်ရှာရှာတခုပဲကျန်ရတယ်လို့ညနေဘက်တွေလဲချင်းဝိုင်းအောင်မခတ်နိုင်မမှန်တွေ့ဖြစ်နေပြီဘုန်းငယ်သူ့ကိုမမြင်ချင်ဘူးဆိုတဲ့စကားကလာလာနှိတ်ဆက်နေအောင်မလူကအီလေလေလေးနေနေရထိုင်ရခတ်နေပြီကျော်စားထုံးကမနေနိုင်တော့ရင်လဲဖွင့်ပြောကွာဆိုတော့လေသူအဲ့ဒီလောက်တက်တည်မရှိသေးပါ ဖွင့်ပြောဖို့ဆိုတာကအဝေးကြီးမို့ဒီတိုင်းလေးချစ်နေရရင်လည်းအဆင်ပြေပါဘူးမိမဟုရယုံလို့နေလဲအကိုအဆင်ပြေအောင်မို့ပြန်မချစ်လဲအဆင်ပြေပါမယ်ဟုတ်ငယ်တခါတလေကြတော့လေကိုယ့်ရဲ့ဝန်တက်ထွက်တက်တွေဟာမင်းဖြစ်ကြောင်း အထူးတလေရှေ့ပြောက်ကိုရချင်မိပြန်ရညတော့ကောင်းကြုံနေပေမဲ့ခုံးငယ်အိယာထဲမှာလူးလင်းလို့ကောင်းနေတော့အိလိုမှမပြောပဲစာအုပ်ထပ်ပတော်လေးစာအုပ်ထဲစိတ်ကောင်းလား အခန့်တောက်မှာပြစ်ချထားတဲ့ခရင်ရောင်စုံလေးကိုကြည့်မိပြန်လေဒီစုံနဲ့အတူပယောဂါတွေပါပြီးတော့မထည့်ပေးလိုက်ပါဘူးနော်ခုံငင်းနဲ့လည်းမြင်းကြီးကြီးပါပဲတကူးတကကြီးခခရရလာဆက်ဆန်နေတာမဟုတ်ပါမမတီးရဲ့အဆက်များလားအိမ်မှာဖျောင်းနာနေနဲ့ဥစော်တင်ကလည်းအနောက်ပိုင်းကမှမို့ထိုးလူအကြောင်းသိရင်သိလောက်ပါခုံငင်းအိမ်နောက်ဖေးဖျောင်းနေတဲ့အခန်းစီတိတ်တိတ်လေးလာခေးလိုက်ပြီဥစော်တင်ကိုခေါ်မိတော့မှပဲ ဒီလူရဲ့တွေ့ကားတွေတပုံကြီးထွက်ကြလာလေကြည်မင်းသားဆိုတာအရှုံရှင်းခင်းတဲ့ပညာတတ်ပွဲရလေးဖြစ်ကြောင်းစုံစုံစစ်စစ်အကုန်ပြင်ရှင်းပြလိုက်သေးတယ်ခေါင်းငယ်ဒီလူလာမယ့်အကြောင်းတွေတပားသူကိုပြန်ပြောပြဖို့တောင်းဆိုပြီးပြန်ထွက်လာခဲ့လိုက်သည်ဒီလောက်အရေးချင်းတွေပြည့်မီနေလဲဘာလို့မမတီကိုကိုယ်တိုင်ဖွင့်မပြောလဲသူများနာလာပြီးတက်တက်ခေါင်းရှုပ်အောင်အင်ရှီတဲမှာစပိန်တစ်စီးနဲ့လာရက်တဲ့ခေါင်းငယ်ကြောင့် ကြည်မင်းသားအတော်လေးကြာရောက်ခတ်သွားရ၏။လမ်းလျှောက်ရင်းနဲ့စကားပြောချင်မှရဆိုတော့လေခိုးငင်သဘောပေါ့။စပိတ်ရှိချင်းလေးကခရမ်းရောင်စုံလေးကိုတော့တမင်မမီချင်းရောင်ဆောင်ထားလိုက်သည်။တခြားကိစ္စလေးရှိပေမဲ့အဓိကကတော့စုံလာပြန်ပေးတာကိုကြည်မင်းသားကျွန်တော်စုံလို့ဝသွားပြီ။တခြားကလေးတယောက်ကိုပေးလိုက်ရောပေါ့ခွန်စင်တော့။အကူလည်းအစကကလေးတယောက်ကိုအချစ်လွန်သွားလို့ပြန်ချော့ရသဘောနဲ့ဝယ်ပေးမှလို့ ပြီးပြီးသားပစ္စည်းပြန်လို့ပါမယ်။ကြောက်တာလားခဏခဏမှာဝေးချင်းရှင်မရှောင်နေရတာမို့မရည်ရွယ်ပါပဲပခုံးစွန်းနှစ်ဖက်ကတစ်ချက်တစ်ချက်ထိကပ်သွားတတ်သေး၏။ခမည်းကခလေးချစ်တတ်တယ်လား။ခလေးရောလူကြီးရောအကုန်ချစ်တတ်ပါလေခွန်ဆန်းလား။တမင်များရွေ့ဖြစ်သလားလို့မေးရအောင်ငင်းဆောင်ကြည့်မိတော့လေသူ့ပုံကရွေ့နေတာနဲ့မှမတူပဲ မင်းနကစီအနှင်းငယ်မျှသာရှိသည့်သဘင်တွေကိုတက်တက်ရဲ့ရဲ့လှန့်တင်ထားပုံကနှစ်ခုကျဲကျဲနှာရန်ချွွှွှင်နေမှုဘေးတစောင်းအနေထားနေတော့အတော်ကြည့်လို့ကောင်းသည်အရာမောင်းနေခနာကိုဖွဲ့စည်းပုံကလည်းအချိုးကျလာသည်ခမားကျွန်တော်မမကိုသဘောကျနေလားကိုကြည်မင်းသားခုံးငယ်စိတ်မရှိတော့တာမို့အရင်စမင်းလိုက်မိသည်ဒါပေမဲ့မိမိရဲ့ခုံးငယ်ပဲမှားသွားပြီမမတီကိုစစ်စစ်တော့မကြည့်ဘူးပါဘူး သဘောမကျပါဘူးဆိုတဲ့အကြောင်းကိုကောင်းခင်တွေညီကြီးတွေရောရှေ့တမဖခင်တွေပါအကုန်တိုင်တယ်ပြီးပြောလာပြီတော်ပါပြီယုံပါပြီဆိုတော့မှတို့လူကြီးမျက်နှာကအရေတပိုင်းနဲ့နှုတ်ဖြားကလည်းတော်သေးတာပေါ့ခုံးငယ်ရေဆိုပြီးခတ်တိုးတိုးလေးရေရွတ်သူတော်တော်ကြီးကိုတိုးပေမဲ့ခုံးငယ်ကြားပြစ်အောင်ကြားလိုက်ပါပြီပြန်မာတော့ဆိုတာကို ရှေ့လန်းထိလိုက်ပို့ချင်ပါတယ်ဆိုရကြစပိန်ပါလီယံနဲ့ခုံးငယ်လက်အတော်လျှောက်လိုက်ရပြီ သူနဲ့စုံမွေးမှာပဲအလဲထွက်လွန်လာကြောင်းခွန်ငယ်ကိုအင်္ဂတတိချားမိလာပြီးဘာမှမပြောကြပေမဲ့စူးစမ်းလာကြသည်မမတီကသူမကိုယ်တိုင်ခွန်နာဒီနာရှောက်သွားခိုင်းတာပါဟုဝင်းပါတီပေး၍ပပကြီးတို့ကလည်းဘာမှမပြောတော့တာချင်းသည်ဟောတွေ့ပါပြီတရားထိန်မှာစပိန်ရပ်ပြီးမုတ်တုတ်ထိုင်ဆောင်နေတဲ့ကိုကြည်မြင့်တန်းခွန်ငယ်ထွက်လာတာအတော်နောက်ကျပေမဲ့ဆောင်လာတာကြာကြောင်းဘာညာတော့ငြင်းမညူပြား အပြုံးလေးတစ်ပိုင်းမှသာစပိန်တွေကိုတရားထိတ်သူတိမုတ်ဆိုင်မှာ အခေပြီးတရားပုံလမ်းလျှောက်လာခဲ့ကြ၏။ကောင်းငင်ပြာနူးနူးနဲ့ဝါခွန်းတရံတင်ဆိုင်ဖူးဖွေးတွေကလည်းပနေတင်စွာတည်ရှိနေပြီ။ကျွန်တော်ထွက်လာတာအတော်နောက်ကျလို့ခမရဖြစ်တော့ဖြစ်တော့ပြောမှချင်းလား။တညက်နေလို့ဆိုလေအခုစောင့်နေမှာခွန်းဆန်လား။နောက်ရက်တွေအပြင်ထွက်ဖို့အဆင်မပြေတော့ကြောင်းပြောတော့သူနားလေပါလေတဲ့။ အိမ်ကိုပြန်ရောက်တော့မမတီကအခန်းထဲထိလာပြီးအပြင်ထွက်တာတွေစင်ကြင်မှုတူတူကြကြလာပြောတယ်။နောက်ဆုံးတွေ့ခဲ့တဲ့ညနေခင်းကညနေ3:00တတီဆိုတာနဲ့ကန့်မှန်လမ်းထဲရောက်နေမှာမဟုတ်လို့ဖြတွင်းတကားတွေဖွင့်ထားဖို့တောင်းဆိုထားတယ်။တကယ်လဲညနေ3:00တတီဆိုတာနဲ့တခါတည်းရန်422စပင်းကလေးတခါတည်းရန်ကြတော့လေနောက်ထိုင်ပေးကြည့်မင်းအချိန်မှန်ရောက်လာတဲ့သည်။ဆွေရိတ်တန်းနဲ့ညဝင်းတွေကိုအပြုံးလေးနဲ့ဖုံးကွယ်ထားတာ ခွန်းငယ်ကိုတဝါချီပြီးပြန်သွားသည်ဒီနေ့တော့အခွေရေးရတာမို့ခန်းကိုလမ်းထင်းဆင်းဆောင်ဖြစ်သည်ချံပေါင်းရင်ခေါင်းလောက်ပတ်ပြီးအုံလေးနားမှာရက်ဆောင်နေတဲ့ခွန်းငယ်ကိုမြင်တော့ကြည်မင်းတန်းစပိန်ဘောကနေအတင်းခုန်ချမိတဲ့အထိမဆိုးတော့ပြီးချော်လင်းမလို့တော်သေးသည်ခွန်းငယ်အခုကိုစောင့်နေရပါရဲ့ခမရအောင်စောင့်ကြရလားကျွန်တော်ဘာသာခေါင်းလောက်ပန်းဆင်းဖို့ပါ ုံးငယ်ခေါလောက်ပန်းနေခုံးနေရာကလှည့်ကြည့်ပြီးတော့ပြုံးယောင်ယောင်နှကန်းတွေနဲ့နွန်းနွန်းညံ့ညံ့လေးခုံးငယ်ကိုစိုက်ကြည့်နေတယ်။မိဘကိုကြည့်နေတာကျွန်တော်ဘာလို့လဲဒီလိုပြုံးပြုံးကြည့်လိုက်ကြည့်နေခမရပါသဘောလဲ။ခုံးငယ်လို့တမကသဘောကျတဲ့သဘောပါခုံးငယ်။ဒေရုဆန်လာတဲ့စကားကြောင့်ခုံးငယ်မျက်နှာတစ်ခုလုံးပူတက်လာပြီးပပကြီးကိုပြန်လာတော့မယ်ဆိုတဲ့အကြောင်းပြချင်တဲ့ကိုကြည့်မင်းတန့်ရှင်မှအမြန်ထွက်လာခဲ့လိုက်၏။ နောက်တနေ့မှာတော့ကိုကြီးမင်းသက်စီကစာအိမ်လေးတစ်ခုကိုလက်ခံရရှိခဲ့တာလေအခုလဲချင်းမင်းနောင်မင်းချင်းမင်းတဆုံးတိုင်းချင်းမင်းတို့အကိုအစ်ကိုလက်ခံနိုင်မလားဟောဆံမှာစာရွက်ဖြူဖြူရဲ့လေမှာတေးတေးတက်တက်လေးရေးလေးနဲ့နှစ်ကြောင်းမရှိဒီစာလေးကရေးစားစာလားလို့တွေးယူရမိအထိမသေးချာမသေးခွဲပေမဲ့ခုံးငယ်ရဲ့နှလုံးသားအဆုံကတော့ကြည်နူးနှွေးထွေးမှုအပြည့်နဲ့ပီတီဖြစ်စေပါတယ် ဒါပေမဲ့နှလုံးသားတစ်ခုတည်းကိုဦးစားပေးဖို့ဆိုတာခွန်ငယ်အတွက်ဖြစ်မှမဖြစ်နိုင်ဘူး။မျောလေးချက်တွေပြင်းနေကံမော်လန်လေးတွေကိုရောက်လာတဲ့ကြည်မြင့်တန်းပိတ်ထားတဲ့ပြတွင်းတကားလေးကြောင့်ခေါင်းငိုက်ဆိုင်ကျသွားရသည်။ခွန်ငယ်ရဲ့ဖော်ယူမှုတွေပေါ်စော်ကားတယ်လို့များဖြစ်သွားပြီလား။ဒါမှမဟုတ်အကူကူများရွှန်ရှာသွားသလားခွန်ငယ်။ပုံနှွေးနှွေးမျက်ရည်စာတချို့ကပါပြင်တချောင်းရှိကြပါလိမ့်။လာမလေးမှာငိုနေမိပေမဲ့ မျက်ရည်စပြီးတော့မတုံမိတယ်လို့ကြည်မင်းသက်ရှယ်လင်းမရှင်းပြီးတော့ယောက်ျားတွေမငိုရဘူးလို့ဥပဒေမှမထုတ်ထားပဲမမတီကအခန်းထဲဝင်လာပြီးခေါင်းရင်းကပြတွင်းဘက်ကိုလာခွင့်ပြီးခုံငယ်လေးစောက်အုပ်ကိုရင်ဖတ်ပေါ်ပြင်ပြီးနှင်းနေရမှာထားထိုင်လိုက်ပြီးမမတီကလည်းခုံငယ်ပြီးဝင်ထိုင်ကခုံငယ်ပခုံးလေးကိုအသာကင်ပြီးဒုတိယတစ်ကောင်ကိုဖွင့်ထားနေကြတော့ဘာလို့ပိတ်ထားတာလဲခုံငယ်မမမောင်မီလေးတော့ကရောက်နေရလားဟင် မမတီအမေကြောင့်အနည်းငယ်တော့မလုံမလေးဖြစ်မိပေမဲ့ခုံငယ်ဟန်ဆောင်ပြုံးကခေါင်းအသာရမ်းမိသည်မမတီကိုလည်းလို့ရရုံတော့ခုံငယ်မမတီကလေအဲ့ဒီကောင်လေးကိုငုံခဲ့တဲ့တစ်နှစ်ကျော်လောက်တည်းကတတိထားမိတာကွယ်ပထမတော့အိမ်ကခဏခဏနာနေရမတော်သူထင်လို့စဉ်းစားကြည့်တော့မတော်သူမဟုတ်ပဲဒရင်တကားလေးမှာစောက်ဖပတ်နေတဲ့ကောင်လေးကိုသဘောကျလို့လာလာနေတာတဲ့ခုံငယ်လေးဟုတ်ဟုတ်ပြန်သွားတော့လေလေ တပတ်စီရဲ့ကြိုင်ရင်တစ်ခေါက်လောက်တော့ဒီပြည်တွင်းပေါင်လေးကိုလာကြည့်ဖို့ရောက်လာတတယ်။ခုံးငယ်ခုံးငယ်တကယ်ပျော်ရွှင်ရမယ်ဆိုရင်ရေရေတင်းတင်းတော့ရွေးချယ်လိုက်ပါကို။ကျန်တဲ့ကိစ္စကိုမမတီကြည့်လို့လောက်ပါမယ်။မမမောင်မလေးစီစီရဲ့နေရာမမတီကြည့်ရဖို့ပဲ။ပပကြီးနဲ့မမီစင်ကိုမမတောင်းပန်တာထားပါ။နေယူလူဝဲကခုံးငင်လက်ပွားလေးတွေကိုစုပ်ကိုင်းပြောလာတဲ့မမသူကိုခုံးငင်ကျေးဇူးတင်ကြအကြိမ်ကြိမ်ပြန်ပြောမိပြီ။ နက်ဖက်မြင့်နေကိုကိုစပင်းမခုံမှာလိုက်စီးချင်ပါသည်ကံကုန်လက်ထဲအရောက်လာခဲ့ပါမရူတီစင်ကနေတစ်ဆင့်ကြော်စာထုံးကသူ့စီစာပို့လာသည်အချိန်ချင်းဖက်ပြီးတော့အိမ်မအလားမယုံနိုင်သေးတော့မို့ကြော်စာထုံးကပါအခါခါအခါခါအပြန်ပြန်ထပ်ဖက်ခိုင်းတော့စိတ်ဆိုးပြီးသူ့ကိုပုံနောက်ကပြန်သွားသည်ပထမဆုံးအချိန်ခိုးငယ်ကိုတင်နေရမှာမို့ဂျီမင်းသက်စိတ်အတော်လှုပ်ရှားနေသည် 422ဘိန်းနဲ့ဆိုရင်ခုံးငယ်နောက်ခုံးကခဏခဏရှော့ကြနိုင်တာမို့နောက်ထိုင်ဘိန်းနဲ့အဆင်ပြေလိမ့်မယ်နောက်ထိုင်ဘိန်းကြတော့လေလူတင်းတီကယ်ရီယာခုံးကတစ်သားပြမှုခုံးငယ်တင်မလို့မနာဖို့တခုခုစီစဉ်ရအောင်မည်နောက်ထိုင်ဘိန်းနဲ့လူခုံးငယ်နဲ့နိကလာဒူနဲ့အမခုံးငယ်လေးခေါင်းလောက်ပန်းပင်ပုံတည်းမတိုးဝင်ုံတမင်းခေါင်းလောက်ပန်းနေနေစီမျက်နှာအထာမီး ။မနေ့ကစာထဲမှာသူ့ကိုကိုကိုလို့ခေါ်ထားတဲ့အပေါ်ဖုန်းနဲ့ရှက်ပါပြီ။ဖုန်းနဲ့ရဲ့တင်မရနာမဆိုလို့ကိုကိုပစိုးလေးခုလာပေးတယ်။ကိုကိုကိုလှည့်ကြည့်ပါအောင်ဖုန်းနဲ့။ဖုန်းငယ်စပိန်ကေရီယာနောက်ဖုန်းကိုကြည့်လိုက်တော့ပစိုးလေးကိုနှစ်ထပ်သုံးထပ်ခောက်ခါကျိုးနေသေးချာတုတ်ချီထားတယ်လို့သူအင်းကြီးစာလေးကိုအပြုပါစပိန်နောက်ဖုန်းပေါ်တက်ထလာပြီးခုံးငယ်အခန်းပြတင်းပေါက်လေးစီမောင်းချင်ပြီးတော့ မမသူကလက်ကလေးခွေရန်ပြကအပြုံးလေးနဲ့ကြည့်နေရှာ၏ဘူတီစင်ဂျက်ဒရင်းပေါင်မှခေါင်းလေးထွက်ကကန့်ကွန်နဲ့မျက်စိတစုံစပိန်လေးမြန်မာမှရောက်ကိုပါသည့်အထိလိုက်ကြည့်မိသည်ပြီးမှဂျက်ဒရင်းတကားလေးကိုပိတ်ကာကုန်းငယ်အခန်းထဲမှထွက်လာခဲ့လိုက်သည်ခေါပေါင်းခုံးခုံးငယ်နှကန်းလေးတွေကခေါ်တာခုံကြားခြင်းတွေပါခုခုဆူ ကိုကိုကိုတိတ်ချစ်ပါလေဆိုကိုငင်ပြောပြရနေရှယ်လွန်နာမို့မျက်နာကိုလက်ပွားနှစ်ဖက်နဲ့အုပ်ခါကိုကိုရင်ဝစီမျက်နာအံ့ပြီးတော့ကိုကိုကကိုငင်ကြောပြီးကိုလက်ပွားလေးတွေနဲ့ပုတ်ခါမရှက်ဘူးပြောနေသည်ကို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 ကျွန်တော်ခေါ်တဲ့အဲ့ဒီကိုကိုဆိုဒီနန်းစားလေးဟာဒီဘဝတည်းမဟုတ်နောက်ဘဝတွေအချီပါစုံစည်းပေါက်ဖက်ခြင်းဒီလူသားမို့ခေါ်ဝေါ်သည့်နန်းစားလေးဖြစ်ကြောင်း ကိုကိုရင်ကုန်ကိုမျက်နှာအပြီးပြောပြမိအပြုကိုကိုနှစ်ဖြားမှခတ်ချလာသည့်စကားလေးကြောင့်ခုံးငယ်မျက်ရည်လေးတွေဝဲကကိုကိုခါကိုတင်းတင်းဖက်ရင်ခေါင်းညင်ပြမိသည်ကိုကိုကျွန်တော်ကိုပြောလိုက်တာလေးကကိုကိုရဲ့ဦးချင်းတရားနာချင်းတရားတေချင်းတရားစကားလေးခုံးငယ်ကိုကိုမှာမှရှိနေပြီမှာဟောက်ပါမှာမို့ခုံးငယ်ကိုကိုဒီမှာတော်တော်လုံးရှိနေပြီမှာလားတဲ့